မင်္ဂလာပါ channel msn ပါ slide တန်ခွေးရှင်ဆိုတာကဘာလို့လဲဆိုတာကိုဒီနေ့ကျွန်တော်မိတ်ဆက်ပေးမယ်ပြီးတော့ပွဲချောင်းကိုပြောမယ် friday 5 130မှာမြန်မာနှစ်ယောက်ပါတယ်စွန်ရက်ကတော့လူတိုင်းတည်ပြီးသားဆိုတော့ခဏဖယ်ထားလိုက်မယ် slide တန်ခွေးရှင်ဆိုတဲ့ချင်းလေးအကြောင်းကိုပြောပြမယ်သူ့ကျွန်တော်စသတာက tg ရဲ့ပွဲမှာကျွန်တော်စပြီးတော့တည်တယ်အဲ့ဒီတော့ကသူ့အသက်ကရှီလာ16လောက်ပေါ့ငယ်သေးပေမဲ့ဇာပြင်းနေပြိတ္တအကြိုက်ဆော့ပေးနိုင်တယ်နာမည်ကလည်းအစံဒါကြောင့်မို့လို့တတိထားမိတယ် ဒီနေ့ပိုင်းတွေကသူ့ရဲ့ပွဲတွေမှာလည်းလက်စားတော်တော်ပြင်းပြင်းကိုပြထားနိုင်တယ်။သိန်းဆိုးကိုအလဲတော့နဲ့အနိုင်သိန်းဆိုးဆိုတာက slide နဲ့ရှင်အများကြီးဝါတပါမြင့်တဲ့ကမ္ဘာချန်ပီယံတယောက်ပါအလဲထိုးနဲ့ဝင်နိုင်တယ်28ရက်နေ့ကရှမ်းတောက်ကိုလည်းထပ်ပြီးတော့အလဲထိုးထားတယ်သူစောတဲ့ပုံစံကတော်တော်လေးကို aggressive ဖြစ်တယ်ဗျမြန်လွန်းတွက်လွန်းပါဝါပါလွန်းနဲ့ street fight ဆက်ဆံပို့ပြီးတော့စောင့်နိုင်တယ်အခုမှအသက်က16နှစ်ပြည့်မှာဆိုတော့အများကြီးလုံပြနိုင်လေအောင်ပဲသူ့ကိုမသိကြတဲ့လူတွေတော့ရှိတယ်အပြစ်တော့ဆိုလို့မရဘူး mainstream မော်ကိုတကယ်နဲ့စတက်လာတဲ့အချိန်က တော်တော်လေးကိုနည်းသေးလို့ပါအောက်ချင်းလေးလိုပဲဇာပြင်းနဲ့ fight တာပါဒါလောက်ဆိုရင်တော့လုံလောက်ပြီအခုသူက Friday fight 130မှာစပြီးတော့ပါလာတယ်ဒူးကောင်ပွဲထိုးရမယ်ကျွေးမဲ့ပြိုင်မဲ့ကအသက်25နှစ်ရှိနေပြီဖြစ်တဲ့ထိုင်းနိုင်ငံသားဆောင်ချိုင်နွမ်းအရက်က9ပြီတလမရှိပြီးတော့ story time မှာစော်တယ် one championship မလို့ one ရဲ့ record ကိုပဲကျွန်တော်ပြောမယ်ဆယ်ဘွဲထိုးကိုဘွဲနိုင်တပွဲပဲအမှတ်နဲ့ရှုံးပါ record ရပြောမယ်ဆိုရင်တော့ရှုံးမရတဲ့ fighter ပါတကယ်လည်းကောင်းပါတယ်ပွဲဦးထွက်မှာဒီလိုလူနဲ့တဲတာ စိုးရင်နေစိုးရင်နေဆိုတာမှာကကိုယ့်လူကိုမယုံလို့စိုးရင်တာမျိုးမဟုတ်ဘူးနိုင်ငံရချာသူ့မြေသူ့ရေသူ့တိုင်သူ့လူတွေရှေ့မှာထိုးရမှာမလို့စိုးရင်ကြတာပါမနိုင်နိုင်ဘူးလို့ဆိုလိုတာမျိုးမဟုတ်ဘူးစလိုင်းကဒီအချိန်ကစိတ်တက်အမြင့်ဆုံးကိုရောက်နေတဲ့အချိန်ပြိုင်ဘက်ကလည်းခက်ကြမ်းကြမ်းစော်တတ်တယ်ကိုကောင်ကလည်း aggressive ပုံစံစော်တတ်တဲ့ကစားသမားပွဲကောင်းတပွဲတော့ဖြစ်မှာကျင်းသေးတယ်ဆောင်းချိုင်းနွမ်းရဲ့ one championship ပွဲတွေကိုကျွန်တော်အကုန်လုံးပြန်ကြည့်ပြီးပြီး ည်ငြိမ်တယ်လက်သီးကောင်းတယ်ပါဝါအားပြုတ်တယ်ထီးရင်ပိုလိုက်တတ်တယ်မွေထိုင်းကစားသမားမဟုတ်ဘူးဟာမင်းကမွေထိုင်းဆော့နေရမဟုတ်ဘူးဘာကြောင့်လဲဆိုရင်မွေထိုင်း clinch လုံးဝမရဘူးဒူဘိုင်းလဲအားနေတယ်တတောင်လဲအဲ့လောက်ကြီးထိမတုံးနိုင်ဘူးဒါကြောင့်မလို့မွေထိုင်းသမားမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့သတ်မှတ်တယ်သူ့ရဲ့အဓိကလန်ဒန်ကလက်သီးပိုင်းနဲ့ခြေပိုင်းမှာနောက်တစ်ခုက stan and out of the stand နဲ့ twist အမြဲတမ်းလုပ်ပြီးတော့ဆော့တတ်တယ် power wire လက်သီးရင်နဲ့ထိုးတယ်ဝိုင်းရင်ကန်တယ်မာကုံအားပြုတ်ပြီးတော့ဆော့တတ်တယ်အဓိကအချက်တည်း၃ချက်ပဲ စိတ်ရှည်တယ်ပါဝါအားပြုတယ်မာကုံအားကိုတယ်ဒါပဲပညာပိုင်း 5IQ ဘိုင်းတွေကအဲ့လောက်ကြည့်တယ်မဟုတ်ဘူးဒါကြောင့် slide အတွက်ပွဲအတွေ့အကြုံပိုများနေတာရဲ့အိမ်ကွင်းအတာချက်ရှိနေတာရဲ့ကလွှဲရင်သိပြီးတော့စိတ်ပူစရာမလိုဘူးကို့လူအတွက်ကရိုးရပွဲထွားတယ်လို့ပဲဖြစ်နေလိမ့်မယ်မွေထိုင်းဆိုပြီးတော့သိပြီးတော့ပြောင်းပြီးတော့လေ့ကျင့်စရာမလိုဘူးဒီလူတော့ကိုပြောတာနော်စလိုင်းကလူငယ်လေးပဲရှိသေးတော့စိတ်ကအယမ်းမြန်နေပွဲစတဲ့ကဝင်ပြင်းတတ်တယ် ဒီအချက်တော့ကြိုးစားရမယ်။ပြိုင်ဘက်ကစိတ်ရှည်သူမလို့ပရမအချီမှာကိုကအဝင်မားလို့ကောင်းတာထည့်ရင်ကိုမောက်မယ်။တိုင်ကဘလို့ပဲမောက်မောက်ထိတာနဲ့အမတ်စင်ပြေးရလိမ့်မယ်။သူတို့ကောင်မောက်ရင်ဒါမရေချင်မရေလိမ့်မယ်။ကိုလူမောက်တာနဲ့1 2 3 4ဆိုပြီးရေးမှာပဲ။ဒါကြောင့်ပရမအချီကိုစလိုင်းကိုလေ့လာတဲ့ round အဖြစ် စော့စေခြင်းနဲ့ပြီးတော့လက်ကြလို့မရအောင်လက်ကြရင်လည်းရှုံးမယ်။ စလိုင်းကအရက်9ပေလေးလမရှိပါတယ်စတောဝေးတန်115ပေါင်တန်နဲ့ဆိုရင်အနေတော်ပဲဆောင်းချိုင်းနွမ်းကအရက်9ပေ10ပဲရှိတယ်ရစ်ပိုင်းမှာကိုလူအားသာမယ်တခုပဲမလောဖို့ပဲလောလို့အမားပိုင်ရင်ကောက်စားခံရမှာပါထိုင်းကစားသမားက1မှာတခါမှအလဲထိုးမခံရဘူးကိုကောင်ကလည်းအကျဉ်းဆုံးဆိုတဲ့အချိန်မှာရိုးရပြိတ္တတွေအကြိုက်ဖြစ်လိမ့်မယ်ပွဲပါ ဒီပွဲစလိုင်းလက်ခံလိုက်တာမမအောင်ဗျသူမြင်ထားတာတွေရှိပါလိမ့်မယ်ဂျိုးရှာဗန် ranking တက်ပြီးတော့ထိုးတယ်လို့မျိုးပေါ့အရှုံးမရှိဘူးတခုပဲလက်မကြဖို့နဲ့မလောဖို့ပါအမှန်ဆုံးပြတ်ကိုရောက်ရင်ဆိုတဲ့ကိစ္စကိုတော့ကျွန်တော်မပြောတော့ဘူးနော်ထိုင်စားသမားမို့လို့အားလုံးသိပြီးသားပါပေါ့ချီလဲမပေါ့သေးပါဘူးနေရတာပါ channel MSN ပါတောက်ကြနေကြရင်တွေ့ရအောင်တဒါ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code MSN1H ကိုသုံးပါ